ာရတဲ့နေဖြစ်ကြပါစေတော့အားလုံးကိုနေဦးမြင့် channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါတယ်ဒီတော်လန်ကြီးဟာအောင်မြင်ရမှာဖြစ်ပါတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကချင်ပြည်နယ်စစ်ရေးသတင်းနဲ့စချင်တယ်ကချင်ပြည်နယ်စစ်ရေးအများကြီးထဲကနေမှဖကန့်စစ်ရေးကိုတသက်သေးလေးပြောပြချင်တယ်ဆိုတော့အခုဖကန့်မှာကစစ်ပွဲတွေဖြစ်တယ်လို့ပြောတာထက် နော်စစ်ခွေးတွေကတော့သူတို့ဒီဖာကန့်ဘျူဟာကုန်းကနေမှလက်နက်ကြီးတွေနဲ့နင်းနေညံ့ညံ့ပြစ်ခတ်တယ်လို့ပြောလို့ရှင်ပုံမှန်တယ် ဆိုတော့အခုခွေးတွေကဒီအော်တိုဘာလကနေမှစစ်ခွေးတွေနှစ်ဖွဲ့ခွဲလိုက်တယ်။တခုကတော့ကာမိုင်းဘက်ကိုပြန်ဆင်းသွားတဲ့စစ်ခွေးတွေရှိတယ်လို့တချို့တော့စစ်ခွေးရဲခွေး SNL ခွေးတွေကဖကမှာဂျန်နေခဲ့တာ။ဆိုတော့ဂျန်နေခဲ့တဲ့ဖကန်ကစစ်ခွေးတွေကမတာပေါ်ကုန်တာများလာတဲ့ခါမှာမြေပြင်ကနေလုံးဝတိုက်ပွဲပေါ်ဆောင်လို့မရတဲ့ခါမှာစစ်ခွေးတွေရဲ့စခန်းကနေမှပြည်သူတွေရှိတဲ့ဘက်ကိုနေ့တိုင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေရှိတယ်။ဒါကြောင့်မို့မနေ့က နိုဝင်ဘာလ10ရက်နေ့မှာတော့ယူမာမှာရှိတဲ့ဖုန်ကြီးเจ้าမှာလာကြတယ်။ဒါပေမဲ့တခုကောင်းသွားတာကတော့ဖုန်ကြီးတွေထမင်းစားနေတဲ့အချိန်မို့လို့ဖုန်ကြီးတွေမရှိတဲ့ဒီအဆောက်အုံတခုကိုလက်နက်ကြီးကြီးလာကြသွားတဲ့အတွက်ကြောင့်အဆောင်ကတော့အကုန်ပျက်စီးသွားတယ်။ဒါပေမဲ့တယောက်မှထိခိုက်မှုမရှိဘူးဆိုတဲ့ဥစ္စာကိုသိရတယ်။ဒါကြောင့်မို့ အခုတော်လာရဲတွေဘက်ကနေမှဟိုးကိုမတွားနဲ့ဒီကိုမတွားနဲ့ဟိုးနေရာမှာဘယ်နှနာရီအထိပဲတွားလို့ရတယ်ဒီနေရာမှာဘယ်နှနာရီအထိပဲဖြတ်တန့်ခွင့်ပြုတယ်လို့တတ်မှတ်ထားတဲ့အချိန်ကနေကြော်ပြီးမှဘယ်သူမှမတွားပါနဲ့တော်လာရဲတွေတားဆီးထားတဲ့အချိန်အားကြီးကိုလုံးဝကြော်ပြီးမတွားကြပါနဲ့လို့ပြောချင်တယ်နော် ဆိုတော့အခုဖကမှာရှိနေတဲ့ခွေးတွေကုန်လာခဲ့တဲ့အခါမှာကျတော့အခုစစ်ခွေးတွေကဘလောက်ထိအကျဉ်းရုပ်တယ်လဲဆိုတော့မိုးကောင်းမှာလိုင်စင်မဲ့ကားဆိုပြီးမှတိမ့်စီထားတဲ့ကားအစီး40နဲ့အခုခွေးတွေကဖကဘက်ကိုပြန်တက်လာတယ်လွန်ခဲ့တဲ့နေ့ရက်မှာပဲကားမိုင်းနားမှာရှိတဲ့နိုင်ရာမှာ KIA နဲ့ပူပေါင်းတော်လာရဲ့ဒီရဲ့တိုက်ခိုက်မှုကြောင့်ခွေးမတာအများကြီးပေါ်သွားတယ်။ KIA ဒီလည်းဆက်လက်ပြီးတော့ကြားဖြတ်တိုက်ခိုက်နေပါတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့ဒီညကတော့ကျမ reaction တစ်ခုလုပ်မယ်ပြီးရင်နောက်တစ်ခုကတော့အခုဒီတရက်နေ့ရက်မှာ KIAD ကစစ်ခွေးတွေနဲ့စကားပြောဖို့နေရာတွေရှာနေကြပြီးစစ်ခွေးတွေနဲ့စကားပြောမယ်ဆိုတဲ့အဥ္စာတွေအဲထွက်ပေါ်လာတဲ့အပေါ်မှာကျမကနေမှတရတဲ့လောက်ကိုကျမပြောပြသွားမှာဖြစ်တယ်ဆိုတော့ reaction video လေးကိုနားထောင်ကြည့်အောင်နော်အဲတိုက်ခိုက်ပါတီကိုလူတို့ကစိတ်ဝင်စားတယ် နိုင်ငံရေးပါတီရဲ့ပြောစကားတွေကိုလူတွေကနားထောင်ခြင်းတယ်အဲကျန်တဲ့ပါတီစကားပြောမယ်ဆိုရင်လူမလာတာကအဲသူတို့ပါတီပြောတာကိုနားမထောင်ခြင်းလို့ဖြစ်လိမ့်မယ်အဲအကြောင်းမို့လူတွေအားလုံးအသိဉာဏ်ပြီးတော့နိုင်ငံရေးစိတ်ဝင်စားဖို့လို့ပြောလို့မရဘူးလူလူကနိုင်ငံရေးကိုစိတ်ဝင်စားတယ်လို့ကျွန်တော်ကမှတ်ယူပါတယ်။နီဘောတွေတော့မရှိတော့ဘူး။နီဘောတွေက၃နေရာကိုရောက်သွားပြီ။တနေရာပြပမှာတနေရာက ထောင်ထဲမှာနောက်တနေရာကတော့ အတော်ထဲမှာပေါ့နော်သုံးနေရာရောက်သွားတဲ့ခါကျတော့ဒီဘောတွေကတော့မြေပြင်ပေါ်မှာတော့မရှိတော့ဘူးဆိုတော့အခုဒီထဲမှာဘူးလဲလတ်ဆွေပြောသွားတာကတော့တခြားတော့ပါတီတွေပြောတာကပြည်သူလူထုတွေကတော့နိုင်ငံရေးကိုစိတ်ဝင်စားဘူးလို့ပြောတယ်ဒါပေမဲ့ တို့ jump jump put ဒီ how like dai how like dai တော့ပြီးသူတွေသဘောကြတယ်နားထောင်ကြတယ်ဒါတွေကိုကြည့်ချင်တာဖြင့်ပြီးသူတွေကနိုင်ငံရေးထဲမှာစိတ်ဝင်စားတယ်လို့ပြောတယ်ပြီးလို့ရှိရင် तू အဲ့ထဲမှာဘာပြန်ပြောသွားလဲဆိုတော့ကျွန်မအမြဲတမ်းပြောတော့ဒီခွေးတွေကလေ NLD တွေမပါဘဲနဲ့တို့စကားပြောလို့မရဘူး NLD အကြောင်းပါမှပဲတို့သမင်းစားဝင်အိတ်ပြောနေကြတာဒီခွေးတွေ ဘလောက်အထီတရေဘောကြောင်တယ်လဲဆိုတော့ဒီထဲမှာပြောသွားတာတော့ NLDD လုံးဝမရှိတော့ဘူး NLD တချို့ကထောင်ထဲမှာတချို့ကနိုင်ငံသားကိုပြေးသွားတယ်တချို့ကလက်နက်ကင်ပြီးတောထဲဝင်သွားတယ်လို့ပြောတယ်ဆိုတော့ solo ချင်းတာဟာ NLDD မရှိတော့လို့ကြမ်းဖုတ်တဲ့စကားကိုနားထောင်တယ်လို့ထင်တာဒါပေမဲ့ဒီနေ့သူတို့က NLDD ကိုဘလောက်ကြောက်တယ်လဲ NLD တာရှိခဲ့ရင်သူတို့ရဲ့စကားကိုနားမထောင်ဘူးဆိုတဲ့အသေးပဲကိုကြားရောက်သွားတယ်နော် NLD တာရှိခဲ့တယ်ဆိုလို့ရှိရင်တော့ခွေးနေရမှာပဲရှိတယ်အခုအံဖုတ်ကိုလူတွေရမ်းမုန်းနေဆိုတာလည်းအားလုံးသိပြီးတာဖြစ်တယ်ဆိုတော့တကယ်ဆိုလို့ရှိရင်လုံးဝအဆက်ဆက်မရှိဘူးသူတို့အံဖုတ်ရဲ့စကားကိုပြည်သူတွေနားထောင်ချင်တယ်ဒီလောက်ဆိုရပြီ NLDD မြန်မာမြေပြင်ပေါ်မှာမရှိတော့တာသူနဲ့ပါဆိုင်တယ်လေသူက NLD တွေကိုကြောက်လို့ဒီစကားပြောတာ NLD တာရှိရင်သူတို့ကခွေးတီးတံပဲလုံးဝခေါင်းဝမဖော်နိုင်တဲ့ခွေးဝေးစားတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့သူတို့ဂျမ်ဖွတ်ဒီကတာနေရရရှိခဲ့ရင်ဘာလို့မလဲလို့လည်းသူပြောသွားတယ်နားထောင်ကြည့်အောင်နော်ကျွန်တော်တို့ဒါနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေဖြစ်ဆောင်ရွက်မယ်ဆိုလို့ရှိရင်ကျွန်တော်က တပောင်ဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဂုံသိက္ခာကိုကြီးကျယ်ကြဆင်းစေတဲ့အဲကြားဖြတ်လုပ်ငန်းလုပ်တဲ့လူတွေကိုဥပဒေကိုပြင်းထန်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီးတော့နှိမ်နှင်းပြစ်မယ်။ဒေသပြည်သားတို့ထောက်သက်သက်တကြွချတာတို့တကယ်ပြင်းထန်တဲ့ဥပဒေတွေနဲ့ကျွန်တော်အဲ့လိုထိရောက်စွာကျွန်တော်ဆော်ဘလော့တီးမယ်။တစ်ဆယ်၂ဆယ်ခုနှစ်ပိုင်းပေါ်လာဆိုတော့လေဒီကြားဖြတ်ကြောင့်ဒါမှကျွန်တော်တို့နိုင်ငံရဲ့နာမည်ဆိုးတွေဟာပြန်ပြီးတော့ပြေဖြောက်သွားမယ်လို့ကျွန်တော်မြင်တယ်။တကယ်လို့ဒါတို့အာနာရရှိခဲ့တယ်ဆိုလို့ရှိရင်တော့ အထူးသဖြင့်မြန်မာနိုင်ငံရဲ့တိုက်ခါကိုကြက်ချင်းအောင်လုပ်တဲ့အကြဖြန့်ကို ထောင်ချမယ်တေတန်ချမယ်အဲ့လိုပြောတယ်လွန်ခဲ့တဲ့အချိန်မှာကျတော့အားလုံးသိတယ်ကေကေပါကိုစစ်ခွေးတွေဝန်စည်းတယ်ဆိုပြီးမှရုပ်ချင်းစက်ကားတွေရိုက်ခဲ့တယ်ပြလို့ရှိရင်လည်းအခုဒီကြားဖြံကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေရောလော်ဘီတွေရောဒီကရင်လက်နက်ကိုင်တွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားတွေရှိတယ် ဒီလောက်အထိဟိုလူပြောဒီလိုပြောငါတို့ကတော့အစိုးရနေရရရှိလာခဲ့တယ်ဆိုလို့ရှင်ဂျားဖြန့်တေကဘလိုမျိုးနေနေမလဲလို့ပြောမယ်အစားငါတို့တော်လာရဲတွေရှိတဲ့နေရဆိုလို့ရှိရင်ဘုံကျဲတိုက်ခိုက်တယ်ဘာကြောင့်မို့ဒီ KK ပတ်ကိုစီးနှင်းတာတွေမလုပ်ဘဲနဲ့တခါလဲဘာကြောင့်ဘုံကျဲမတိုက်ခိုက်တာလဲဘာကြောင့်ဒီအဆောက်အုံတစ်ခုကိုနင်းတို့ဘုံကျဲတိုက်ခိုက်လို့ရရတဲ့ဘာကြောင့်မလုပ်တာလဲ ပြီးနောက်တစ်ခုဒီထဲမှာသူပြောသွားတာက3029ဆိုတာလဲဂျားဖြန့်ကတည်းကဖြစ်ပေါ်လာတယ်လို့ပြောတယ်ဒီ3029ဟာဘသူစလို့ဘသူအဆုံးသတ်တယ်လဲဆိုနင်းတို့ပိုသိပါတယ်ဘာကြောင့်နင်းတို့တရုတ်တွေမပြောရတာလဲ3029အဆုံးတက်တဲ့သူဟာအစဖြစ်တယ်လို့လည်းနင်းတို့သိပါတယ်ဒီဆိုလို့ရှိရင်နင်းတို့ဘာကြောင့်မို့နင်းတို့ရဲ့ဘောပိုင်ရှင်ကိုမပြောရတာလား နောက်တစ်ခုအနေနဲ့ကကေကေပေါက်ခဲမှာတောင်းအဆောက်အုံအတိတိကြကြနင်းတို့တည့်ရသားနဲ့မြန်မာနိုင်ငံရဲ့ဂုံတိတ်ခါကိုကြဆင်းအောင်လှုပ်တာဟာဒီကြားဖြန့်ဖြစ်ပါတယ်လို့နင်းတို့တလောက်ကြည့်ပြောနေတယ် KNUD ဘ ᱹ ဒူကနေမှနင်းမြေလှုပ်ပေးတယ်ဘ ᱹ ဒူကနေမှဘာတွေလှုပ်တယ်နင်းတို့ဒီလိုမျိုးပြောနေမဲ့အစားဘာကြောင့်မို့ဒီနေရာမှာဘုံကျဲတိုက်ခိုက်မှုမလုပ်တာလဲဒီနေ့တော်လိုင်းရဲဒီနေ့ပတ်သက်လို့ရှိရင် နင်းတို့လူကြီးလူငယ်မယွေးဘူးမင်္ဂလာဆောင်ပွဲမယွေးဘူးနော်ရက်လေဒီလည်းနင်းတို့မယွေးဘူးကလဲတငယ်ကြောင်းတာနင်းတို့မယွေးဘူးတော်လန်ရေးဆိုတဲ့အမိတစ်ခုကိုနင်းတို့တတ်မှတ်ပြီးတော့ဒီနေ့မြန်မာနိုင်ငံနေရအတီးတီးမှာမိရှို့ဖြက်စည်းနေတယ်ဘုံကျဲတိုက်ခိုက်တယ်လက်နက်ကြီးတွေနဲ့နင်းတို့ဖြက်စည်းနေတယ်ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဒီကေကေပေါ့မှာ ကြားဖြန့်အကြီးစားလုံနေတယ်လို့နင်းတို့ပြောနေရတာနဲ့နင်းတို့ဝန်စည်းနေမဲ့အစားဘာကြောင့်မလဲရင်နဲ့ပုံမကျဲတိုက်ခိုက်တာလဲဒါကတတဲပဲလေခွေးချဘူးကကြားဖြန့်ရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာနင်းတို့သိပါတယ်အလကားမသိရောက်ဆောင်ပြီးမှကြားဖြန့်ဒီကိုထောင်ချမယ်တေတန်ချမယ်နော်တသက်တကျွန်းချမယ်ဟောင်းမနေကြနဲ့ တတိရှင်ဘုံကျဲလိုက်လေနင့်တို့နေရအတော်မဟုတ်ဘူးနော်အဆောက်အုံအတိအကြအတော်တည်နေတာအဲ့ချဲမှာဘုံတလုံးချပြလိုက်ပြောင်သွားပြီ နောက်တစ်ခါကြားပြန်အဲ့မှာမရှိတော့ဘူးကြားဖြန့်ကားတော့ဘယ်မှာရှိတယ်လဲနင့်တို့သိပါတယ်အာနာယဆံလို့ပါဘူးခွေးကြဘူးရှိနေပါတယ်နင့်တို့မဟောင်ရဲလို့လားဘူလလဆွေက အခုခွေးကျဖို့လှုပ်ရှားနေတာဖြစ်တဲ့အတွက်ကြောင့်နင်တို့အာနာမရှိတဲ့အတွက်ကြောင့်မလောက်တာလား ခင်ကြီးလည်းနေ့တိုင်းညတိုင်းဟောင်နေတဲ့အထဲမှာငါတို့အာနာရလာရင်ဒီလိုရှိပါတယ်ဒီလိုလုပ်ပါမယ်ဒီလိုလုပ်ပါမယ်လို့ပြောတာနင့်တော့အာနာမရသေးလို့ဒါတွေမလုပ်သေးတာလားတော့ခင်ကြီးငါကတော့စစ်ခွေးတဲမှာလဲငါဘာယာဓုကိုရရှိခဲ့တယ်ရေခွေးလုံတော့ကလည်းငါဘာယာဓုကိုရရှိခဲ့တယ်လဝကထဲမှာခွေးလုံတော့ကလည်းငါဘာယာဓုတွေလုတ်ခဲ့တယ်ယာဓုတွေတော့အများကြီးသူပြောသွားတယ်ဒါပေမဲ့ဘယ်အမှုမှပေါ်ပေါက်ခဲ့တယ်လဲလဝကလုတ်ခဲ့တယ် ပက်ဆာမဲမျိုးဆိုလို့နင်းတို့ဒီနေရာရောက်ခဲ့တာမဟုတ်ဘူးလားဘာအမှုဒီကိုနင်းတို့တမာတမတ်နဲ့ဖြေရှင်းတဲ့အရာတခုရှိခဲ့တယ်လဲရှေရှေဝဲဝဲစကားသိမ့်မပြောကြနဲ့เนาะနာကြီးတယ်နင်တို့မตาပေါ်ဖို့တာမြဲမြဲမှတ်ထားပါလို့ပဲပြောချင်တယ်เนาะအမြင်ပြင်ကနေမဲဆွယ်မယ်ဆိုလို့ရှင်တယ်ခွေးတွေအုပ်ချုပ်ထားတဲ့နေရာနည်းနည်းပဲသွားနိုင်တာလေဒါကြောင့်လေလိုင်းကနေမှမဲဆွယ်နေတယ်မဲဆွယ်နေတဲ့ရုပ်လေးကြည့်လိုက်အောင်ဘိန်းရှူပြီးမှထလာတဲ့ရုပ်နဲ့ အခုအားလုံးသိတယ်တက်တက်ခိုင်ပါတီဒီဆိုလို့ရှိရင် အမတ်လောင်းကကျက်ပဲခိုးတာတောင်မှတင်းအောင်ရိုက်တာဒါမျိုးတွေရဲ့လက်ထဲမှာဒီနဲ့ငိုတော့ကမြန်မာနိုင်ငံကိုဘလို့အပ်နိုင်မလဲသူတို့ထင်တာကတော့မင်းအွန်လိုင်းတောင်မှနင်းနေညညအဲသူခေါင်းဆောင်လုပ်နေတဲ့အချိန်မှာလူတက်တာပဲငိုတော့ခေါင်းဆောင်လုပ်ရင်လည်းတတ်မယ်ဆိုတဲ့ပုံစံနဲ့အခုသူတို့လုပ်နေကြတာအခုမြဝတီမှာလဲဟိုမှာမဒိန်ကောင်ကိုဆုချတယ်တဲ့ ခွေးတပုကလည်းအုတ်ထုတ်လာတဲ့အခါမှာသစိတ်တွေအရန်ပေါ်လာတယ်။နော်ယာသူးတွေလည်းအရန်ပေါ်လာတဲ့အခါမှာဒါတွေကိုစဉ်းစားတဲ့အခါမှာကျွတ်ဘာတရိယာမိတလေဆိုတော့ကျွတ်ငင်ငင်ငယ်တုန်းကကြီးလာတဲ့နေရာကယူဝလေးပေါ့နော်။ယူဝမှာကြီးလာတာ။ယူဝမှာကြီးလာတော့ဘာတွေပေါ်လဲဆိုတော့နွားချီတွေပေါ်တယ်၊ခွေးချီတွေပေါ်တယ်၊ဝက်ချီတွေပေါ်တယ်နော်။ငါတို့ငင်ငယ်တုန်းကတော့ဒီလိုမျိုးယူဝမှာနေတော့နွားချီတွေဝက်ချီတွေ ပေါ်တယ်လို့အခုခွေးကျဖို့ကနေမှနော်ဒီလိုမျိုးအစိုးရဖြစ်မဲ့သူတွေကိုထောင်ထဲချပြီးသူအုပ်ချုပ်လာတဲ့အခါမှာကျတော့ဒစိမ့်တီရာသူတွေပေါ်တာအော်တူတူပါပဲလားလို့နော်ငါတို့ငငယ်တုန်းကတော့နွားချီတွေဝက်ချီတွေပေါ်တယ်အခုကျမပြန်ကြီးလာတဲ့အခါမှာကျတော့ခွေးကျဖို့လက်ထဲလဲရောက်လာရောဒစိမ့်တီရာသူတွေပေါ်သလားမမင်းနဲ့ ဒါတွေကိုကြားတဲ့အခါမှာငငယ်တုန်းကနွားချီပုံတွေကိုသတိရပါတယ်။နွားချီပုံပေါ်တယ်လို့ပဲအခုလည်းရာသူတွေပေါ်နေတယ်။ဆိုတော့ဒီလိုမျိုးမသိန်းကောင်တွေကိုအမတ်လောက်လောက်ခိုင်းမယ်။နော်ကြက်ခိုးတဲ့သူတွေကိုအသက်ပါပြောက်အောင်တတ်လိုက်တဲ့ဒါမျိုးတွေကိုမြန်မာနိုင်ငံရဲ့အမတ်အနေနဲ့ငါတို့ရွေးရင်ဘာဖြစ်သွားမလဲပြည်သူတွေသတိထားကြပါနော်ဆိုတော့အခုကျမတို့နောက်ဒီနေ့တပုတ်အနေနဲ့ကတော့အခုကျမတို့ တော်လရဲတွေမှာအတော်လေးတရင်ပြတ်နှက်နေတဲ့ KIA နဲ့စစ်ခွေးတွေစကားပြောဖို့ရတဲ့အစီအစဉ်ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မသိသလောက်နဲ့ကျွန်တော် General Kun မပြောသွားတဲ့တရင်နဲ့နဲ့တွဲပြီးတော့ကျွန်မပြောပြချင်တယ်ဒီနေ့ကျွန်တော်တိုင်ရင်တာလက်နက်ကင်တွေအားလုံးထဲမှာ KIA တွေဟာစစ်ခွေးတွေနဲ့အပြစ်ခတ်ရဆေးရဲတွေနဲ့ဆွေးနွေးမှုလုတ်တဲ့ထဲမှာအများဆုံးတော့တပ်ဖွဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပထမအဆုံးပြောပြချင်တယ် အခုကျွန်မပြမယ့်ဗီဒီယိုကတော့ BBC ကနေမှကျွန်တော် General Gumo ကို interview ပြုသွားတာဖြစ်တဲ့ဒီဗီဒီယိုကိုပထမအဆုံးကျွန်တော်တို့နားထောင်ကြည့်ရအောင်နော်1994မှာကျွန်တော်ကအဖြစ်ခက်ရဆိုင်ကြီးဟိုလုပ်ခဲ့တယ်အဲ့နောက်ပိုင်းတက်လာတဲ့အစိုးရအဆက်ဆက်ကအပြစ်ခရဆိုင်ရေးဆိုတဲ့အနေအထားကိုသူတို့ကတော့ဟိုနောက်ဆုံးပတ်တိုင်အနေနဲ့ပဲသူတို့ဟိုလုပ်ချင်တာဖြစ်ပါတယ်။ကိုဘက်ပိုင်းမှာပြန်လည်တိဆောက်ရေးမှာ ဒီကျွန်တော်တို့ KIO လို့တော်လိုင်းရဲ့အခွဲတွေကိုပေါဝင်ပူပေါင်းခွင့်နေတို့မပေးခြင်းဘူးအဲနောက်တစ်ခုတော့ကိုပဲပိုင်းမှာကျွန်တော်တို့ရဲ့ကန္တာကမရှိတော့ဘူးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဦးသိန်းစိန်အစိုးရတက်လာတဲ့အခါတောင်မှဒီဟာမျိုးကတပိုင်းတစအပွားပါသေးတယ်ဒါကြောင့်ကျွန်တော်တို့က NCE ကိုဒါကြောင့်ကျွန်တော်ကလက်မှတ်မထိုးခဲ့တာဖြစ်တယ်နောက်ပိုင်း NLD အစိုးရတက်လာတဲ့အခါကျတော့ကျွန်တော်ကဒီငင်းချိုင်းရေးဆွေးနွေးပွဲတွေကိုအစိုးရနဲ့တိုက်ရိုက်ပြောတာမရှိတော့ပါဘူးကျွန်တော်တို့ဆက်ဆံခဲ့တဲ့အတွေ့အကြုံအရဆိုလို့ရှိရင် အစိုးရအဆက်ဆက်ဟာတိုင်းပြည်ကိုပြန်နေတိဆောက်ရေးမှဒီတော်လန်ရေးအခွဲတွေကိုပါဝင်ခွင့်မပေးခြင်းဘူးငင်းချမ်းရေးလို့ပြောတာကအပြစ်ခတ်ချက်ဆိုင်စာချုပ်ချုပ်တဲ့အခြေအနေတိကိုဒါဟာ end game အနေနဲ့သူတို့ကအများဆုံးသတ်မှတ်နေရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အရှိမတူးနိုင်တာဖြစ်ပါတယ် KIAD က1994ခုနှစ်တုန်းကစစ်ခွေးတွေနဲ့ဒီအပြစ်ခတ်ရက်ဆဲခြင်းကို ပြုလုပ်ခဲ့တာဟာ2017ခုနှစ်ထိဖြစ်တယ်။စစ်ခွေးတွေကအပြစ်အခတ်ပဲရက်ချင်တာငိမ့်ချရဲလိုချင်တာမဟုတ်ဘူး။နောက်တစ်ခုကတော့စစ်ခွေးတွေကအပြစ်အခတ်တော့ရက်ချင်တယ် ဒါပေမဲ့ငါတို့အုပ်ချုပ်မယ်ဆိုတဲ့အပိုင်းကို ရောက်သွားတယ်။ခင်မာ General Kumo ပြောသွားတာကကျွန်တော် KIAD ကတော့အပြစ်ခတ်ရက်ဆေးတဲ့အချိန်မှာလဲတခွေတွေနဲ့စကားပြောခဲ့တယ်။အစိုးရအဆက်ဆက်တွေနဲ့ကျွန်တော်တို့ပြောခဲ့တယ်။ဒီအပြစ်ခတ်ရက်ဆေးပြီးတော့လဲစစ်ခွေးတွေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့စကားပြောပါတယ်။စစ်ခွေးတွေနဲ့ကျွန်တော် KIAD နဲ့အပြစ်ခတ်ပဲရက်ဆေးချင်တာ။ပြလို့ရှင်လည်းရက်ဆဲပြီးပြီဆိုလို့ရှင်တော်တော်ကချင်ပဲမဟုတ်ဘူးနော်တခြားတော့လက်နဲ့ကင်ဘယ်လက်နဲ့ကင်ဒီကောမှ နိုင်ငံရေးထဲမှာလည်းမပါဝင်စေခြင်းဘူးဘေးအစိုးရအဖွဲ့အစည်းထဲမှာလည်းမပါဝင်စေခြင်းဘူးစစ်ခွေးတွေကကျွန်တော်တယင်တာလက်နက်ကင်တွေအားလုံးနဲ့အပြစ်ခတ်ရက်ဆဲမယ်ရက်ဆဲပြီးပြီဆိုလို့ရှိရင်သူတို့ပြန်အုပ်ချုပ်မယ်ဒါပေမဲ့ဒီအပြစ်ခတ်ရက်ဆဲပြီးတဲ့နောက်ပိုင်းမှာဆိုရင် ကျတော့တိုင်းရင်သားလက်နဲ့ကင်ဒီရဲ့ဂန္ဓာဆိုတာဘာမှမရှိတော့ဘာမှလောက်ခွင့်မရှိတော့ဘူးငို့တို့အုတ်ချုပ်မယ်နင့်တို့နဲ့ငို့တို့ငိမ့်ချရေးယူထားပြီးဖြစ်တဲ့အတွက်နင့်တို့လည်းစစ်မဖြစ်ဘူးငို့တို့လည်းနင့်တို့ကိုမပစ်တော့ဘူးဒါပေမဲ့နင့်တို့နေရမှာငို့တို့ကြိုက်တယ်လို့သွာလာလို့ရတယ်နင့်တို့ကတော့ငို့တို့နေရကိုဒီတိုင်းကြိုက်တယ်လို့လို့လို့မရဘူးနင့်တို့စီမှာအာနာလုံးဝမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျတော့တိုင်းရင်သားတွေကိုဆက်ဆံခဲ့တာဖြစ်တယ်ကျတော့ဥပမာတစ်ခုပြောပြမယ် မျက်စိထဲကလည်းကျမမထွက်တယ်လို့နားထဲကလည်းလုံးဝမထွက်တဲ့ဥပမာတစ်ခုပြောပြမယ်ကျတော့ဒီငိမ့်ချင်ရေးယူထားတဲ့အခါမှာကျမအကိုနဲ့ကျမကတနေရာကိုခရီးထွက်ကြတယ်အဲ့မျိုးခရီးထွက်တဲ့အခါမှာစစ်ခွေးတွေရဲ့ water gate တစ်ခုကိုဖျက်ရတယ် water gate လည်းဖြစ်တယ်ပြီးတော့အဲ့ချိန်မှာအပြစ်ခတ်ရဆေးထားတာဖြစ်တဲ့အတွက်ကြောင့် water gate တစ်ခုထဲမှာစစ်ခွေးတွေအကောင်၅ကောင်၆ကောင်လောက်ပဲရှိတယ်ပြီးလို့ရှင်လဲ တရစ်ချီတဲ့ခွေးတောင်အမှမရှိဘူးရိုးရိုးတရက်နဲ့ရက်တလနလလောက်ပဲစစ်ခွေးအင်ဂျင်ဝတ်ထားတဲ့ခွေးမတာတွေပဲအမှရှိတယ်ဆိုတော့အဲ့ဂိတ်ကိုဖြတ်တဲ့အခါမှာကျမအကိုကိုစစ်တာလေးပက်ပက်ဆက်ဆက်ကိုစစ်တာကျမအကိုက KIA ဘူကြီးနုပွင့်သုံးပွင့်ဘူမဟုတ်ဘူးကျမအကိုကကျတော့ KIA ရဲ့ဘူကြီးဟောမစစ်တဲ့ခွေးကအစွန်ဆုံးနယ်မှာနလ3လလောက်ပဲခွေးအင်ဂျီဝတ်ထားတဲ့သူကကျမအကိုကိုစစ်တာပက်ပက်ဆက်ဆက်စစ်တာ တော်တော်ကိုအပြစ်ခရဆဲခိုင်းတယ်အပြစ်ခရဆဲပြီးဟဲ့ဆိုရင်စစ်ခွေးတွေလွတ်လွတ်လပ်လပ်သွားနိုင်လာနိုင်တယ်လို့ကျွန်တော် KIA တွေလည်းလွတ်လွတ်လပ်လပ်သွားလာနိုင်လို့ရတယ်ဒါပေမဲ့စစ်ခွေးတွေကဒီလိုမျိုးမဟုတ်ဘူးဘယ်အစိုးရမှလည်းကျွန်တော်ကိုဒီလိုမလုပ်ခဲ့ဘူးအပြစ်ခရဆဲလိုက်ပြီးဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကဘာနဲ့တူတယ်လဲဆိုတော့အစိမ့်မရှိတော့မွေးလို့ဖြစ်သွားပြီဒါဆိုလို့ရှိရင်လည်းအဲ့ထက်တဲ့ဥစ္စာအကုန်ပြတ်သွားတဲ့ဒါလိုပဲဘာမှခုံးလို့မရတော့ဘူးတနတ်ရှိတယ်ပြစ်လို့မရဘူး ဘာမှလုပ်လို့မရဘူးအဲ့ဒီချိန်မှာစစ်ခွေးတွေကျွတ်တော့ကချင်ပြည်နယ်မှာစစ်တပ်တွေအပြည့်လုံးလိုက်တယ်ကျွတ်တော့ကချင်လူမျိုးတွေကိုနီးမျိုးစုံနဲ့မိုးရစ်ဆဲဝါကအစပြည်တစားကအဆုံအကုန်နဲ့ကျွတ်တော့လူမျိုးတွေကိုဖျက်ဆီးလိုက်တယ်ဒါကြောင့်မို့ပဲ2017မှာကျွဲရုတ်ကငိမ့်ချန်ရဲ့ပေဖြတ်လိုက်တယ်။ဒီလိုမျိုးကြောင့်ဒီအပြစ်အခိုက်ရက်စဲဟာကျွဲရုတ်တိုင်းရင်တိုင်းလက်နက်ကင်ဘဲသူတွေ့မှအကျိုးမရှိဘူး။ ဒီအပြစ်ခံရဆဲလိုက်ပြီဆိုလို့ရှိရင်ကျွတ်တို့အတွက်ငိန်ချိုင်းရဲတွေပေါ်ဆောင်ရမယ်တိုင်းပြည်ထဲမှာကျွတ်တို့ပါဝင်ရမယ်စစ်ခွေးတွေလုတ်တလို့ပဲဒီနေ့ကျွတ်တို့လုတ်ဆရာတွေအများကြီးရှိတယ်ဒါပေမဲ့လည်းပဲကျွတ်တို့ကဒါမျိုးတွေလုတ်ခွင့်ပေးတာမဟုတ်ဘူးနင့်တို့ကတနက်ကင်ပြီးမှဒီတိုင်းပဲနေပါဆိုတဲ့ပုံစံနဲ့ကျွတ်တို့ကိုဒီတိုင်းလုတ်ထားခဲ့တာဒါကြောင့်မို့ပဲကျွတ်တို့ KAAD ဟာစစ်ခွေးတွေရအကျင့်တိတဲ့အတွက်ကြောင့် NCA မှာလက်စချုပ်မချုပ်ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆက်မပြောခင်မှာကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်เนาะလောလောဆယ်ကျွန်တော်တို့ဒီရွှေဒီမှာပဲတချိန်တရုံစီဝေးလုပ်မယ်မုံတစ်ခုချမယ်မုံချပြီးလို့ရှိရင်ကျွန်တော်ကမိချင်းနားမှာလောက်ရအောင်လို့ကျွန်တော်ပြောထားပြီးသား မိချင်းနာပဲမလုပ်မယ်ဟိုဘသူကတောင်းပြမယ်ဆိုတာအစကျွန်တော်ပို့စလုပ်ထားပြီးသားအခုကတရားဝင်အစီအစဉ်ကဖြစ်မလာဘူးကျွန်တော်တို့လောစ်မှာတွေ့ရအောင်လို့ပြောတယ်အဲကျွန်တော်တို့လောစ်ကိုလာလို့မဖြစ်ဘူးလို့အဲ့ခါကျတော့ဒါဆွေးနဲ့ထိုင်းကိုလာခဲ့ပါလေထိုင်းကနေဟိုနေပြည်တော်တို့လာပြီးကြုံမယ်လို့အဲ့တော့နေပြည်တော်သွားမယ်ဆိုတော့ကျွန်တော်တို့ထိုင်းကတော့သွားကြမလို့လို့ပေါ့ဒုတိယအရှိန်မှာကျွန်တော်ပြောတာကအားလုံးပါဝင်နိုင်တဲ့ပင်လုံးတွင်ကျင်းပခဲ့တာတကယ်တော့ညာခံကြီးတို့ကျင်းပရမယ် ဲ့မှာတော့အကုန်လုံးပါဝင်ရမယ်ပါဝင်တဲ့တွေလည်းအကုန်ပါဝင်ရမယ်အဲ့ဒီမှာဘုံတဘိုးညီချက်တခုရအောင်ကျွန်တော်ကဝိုင်းပြီးမှဆွေးနွေးရမယ်ဒီနေရာမှာတော့ကိုယ့်မိငင်းပေါ့လူတို့ရဲ့ရှေ့မှာကျွန်တော်အတီချီဝင်လုပ်ရမယ်အဲ့လိုလုတ်တဲ့ခြင်းအပြင်အစိုးရကလည်းမတရားလုပ်လို့မရကျွန်တော်ဘက်ကလည်းတရားတောင်းဆိုလို့မရဘူးအဲ့တော့အားလုံးကဝိုင်းပြီးကြည့်နေရမှာကြည့်ဖို့မင်းပြောတာကျွန်တော်တို့ကတောင်းမှဒီဟာတောင်းဆိုရခင်ဗျားတို့အစိုးရဘာလို့မလုပ်ရတာလဲကျွန်တော်တို့မေး ကျွန်တော်တို့ကလည်းဒီနေရာမှာမတောင်းဆိုတဲ့နေရာတွေတောင်းလို့မရတော့ဘူးအစိုးရကလည်းပြီးတဲ့ညတာနဲ့သူမပြည့်စုံဘူးဆိုလို့လုပ်လို့မရဘူးအဲ့ဒါတိုင်းကြီးလာခံကုချင်းပါရ2023ဒေါ်လာရစလာတဲ့အချိန်နဲ့စစ်ခွေးတွေနဲ့ကျမတို့ကအဆက်အသွယ်တွေရှိတယ်။တရုတ်ဒီနဲ့ပဲကျတော့အဆက်အသွယ်လောက်တာမဟုတ်ဘူးစစ်ခွေးတွေနဲ့လည်းအဆက်အသွယ်ရှိတယ်။ဒါပေမဲ့ဒီနေ့ကျမတို့ KIA ဒီစကားပြောဆိုတိုင်းကချင်လူမျိုးအတွက်ပဲကျတော့ဘယ်တော့မှမပြောပါဘူး။ကချင်ပြည်နယ်တစ်ခုအတွက်လည်းကျမတို့မပြောပါဘူး။မြန်မာနိုင်ငံမှာရှိသော တိုင်းရင်းသားတွေအားလုံးကိုကျွန်တော်တို့ကပြောတယ်ဒါကြောင့်ကျွန်တော်တို့က Federal Democracy နဲ့ပဲကျွန်တော်တို့ ပြောဆိုသွားတာဖြစ်တယ်2023မှာတော့စစ်ခွေးတွေနဲ့ကျွန်တော်က direct တော့စကားမပြောဘူးဒါပေမဲ့ဂျာနေနဲ့ကျွန်တော်စကားပြောတယ်ကျွန်တော်ကရွှေလီမှာတွေ့ဆုံမယ်အဲ့မှာမူဂျာနေချပြီးပြီဆိုလို့ရှိရင်တကယ်ပဲတရေဝုန်နေနဲ့မြစ်ကျနာမှာဆွေးနွေးတိုင်ပင်ဖို့အတွက်သူတို့နဲ့ပြောခဲ့တယ်ကျွန်တော် KIA ဒီဘက်ကနေမှ နေရာတွေလည်းရွေးထားပြီးပြီဘဒူဒီတက်မယ်ဆိုတာလည်းအကုန်လုပ်ထားပြီးပြီဒါပေမဲ့စစ်ခွေးတွေမတက်ရဲဘူးပြီးလို့ရှိရင်ကျွန်တော် KIA တွေပြောတာကတော့ ပင်လုံစာချုပ်ချုပ်တော့ကအခုဒီ27ပင်လုံမဟုတ်ဘူးနော်လွတ်လပ်ရေးရတဲ့အချိန်မှာ ချုပ်ဆိုခဲ့တဲ့ပင်လုံအဲ့ပင်လုံလိုပဲကျတော့ကပြည်သူတွေအားလုံးတက်ရောက်နိုင်တော့အစည်းအဝေးကိုလုပ်မယ်အဲ့အစည်းအဝေးထဲမှာစစ်ခွေးတွေထိုင်မယ်ဒီနေ့ကျတော့ KIA ဒီထိုင်မယ် စစ်ခွေးတွေပြောမယ်ကျတော့ KIA တွေပြောမယ်ဆိုတဲ့အခါမှာ KIA တွေဟာကျတော့ကချင်လူမျိုးတွေအတွက်ပူပူလိုလိုတောင်းဆိုသလားမပူမလိုပဲနဲ့တောင်းဆိုသလားရိုင်းရိုင်းဆိုင်ဆိုင်တောင်းဆိုသလားတန်းတန်းတီးတီးတွေတောင်းဆိုသလားပြည်သူလူထုတွေအကုန်ကြားရမယ်စစ်ခွေးတွေလည်းပေးနိုင်တာကိုမပေးတာလားမပေးနိုင်လို့မပေးတာလားပြည်သူလူထုတွေအကုန်ကြားစေရမယ်အဲ့လိုမျိုးပြည်သူတွေအားလုံးကိုခေါ်ပြီးမှစကားပြောဆွေးနွေးမယ်လို့ပြောတဲ့ခါမှာစစ်ခွေးတွေသဘောမတူဘူး စစ်ခွေးတွေသဘောမတူဘူးဒါကြောင့်မို့ပဲကျွန်တော် KIA တွေကိုပြောတာကဟုတ်ပြီနင်တို့လာအိုကိုလာခဲ့ပါလာအိုမှာစကားပြောမယ်ကျွန်တော် KIA တွေပြောလိုက်တယ်လာအိုကိုမလာဘူးဒီဆိုလို့ရှိရင်ထိုင်းကိုလာခဲ့လိုက်ထိုင်းကနေမှစစ်ခွေးတွေကကျမတို့ KIA လူကြီးတွေကိုနေပြည်တော်ကိုပြန်ခေါ်မယ်နေပြည်တော်ကိုခေါ်မယ်ဆိုတော့ဘာကြောင့်ထိုင်းကိုသွားမလဲမဟုတ်ဘူးလားတတိရှိရှိဒီလိုင်စာကနေမှနေပြည်တော်ကိုခေါ်လိုက်ပေါ့အဲ့လိုလည်းမဟုတ်ဘူးမလုပ်ရဲဘူး ပြည်သူလူထုတွေကိုလည်းမသိစေခြင်းဘူးကျွန်တော် KAAD နဲ့စစ်ခွေးတွေစကားပြောတာကိုလည်းစစ်ခွေးတွေကဘယ်တရင်တလည်းလက်ကင်ကိုမှမသိစေခြင်းတလို့ဘယ်ပြည်သူကိုမှလည်းသူတို့မသိစေခြင်းဘူးအဲကြောင့်ကျွန်တော်တို့ KAAD ကိုထိုင်းကိုရောက်မယ်ထိုင်းကနေမှကျွန်တော်တို့ကလေရင်နဲ့နေပြီးတော့ခေါ်မယ်ကျွန်တော် KAAD မတော်ဘူးကျွန်တော် KAAD လောက်ချင်တာဟာပြည်သူလူထုတွေအားလုံးပါဝင်တော့အစည်းအဝေးထဲမှာစစ်ခွေးတွေနဲ့ ကျတော့ KIA တွေနဖွဲ့ထိုင်ပြီးမှစကားပြောမယ်ပြည်သူလူထုတွေအားလုံးနားထောင်လို့ရအောင်ကျတော့ကလုပ်ချင်တယ်ဒါမဲ့စစ်ခွေးတွေဒါကိုတဘောမတူဘူးဆိုတော့ဒါကိုလည်းဆက်မပြောခင်ကျမတို့ဗီဒီယိုတစ်ပုဒ်ကိုလည်းဆက်လက်ပြီးတော့နားထောင်ကြည့်အောင်နော်ကျွန်တော်ကဒီ2017 February မှာကျွန်တော်ဒီစကားပြောတော့မဟုတ်ပါဘူး2018လောက်ကလေးကကျွန်တော်ကဟိုဗိုလ်ချုပ်မှုရေးမင်း online နဲ့တော်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကိုကျွန်တော်အပွင့်ဝင်နေနေပြောထားတာဖြစ်ပါတယ်ကျွန်တော်ပြောတာကတော့2025နောက်ဆုံးထားပြီးကျွန်တော်ကအဖြေရှာသင့်တယ် ျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေကနေပြောနေတာကတော့ Federal ပြည်တော်စုတည်ဆောက်ဖို့ဖြစ်ပါလေလို့ဒါကြောင့်မို့လို့ဒီအချိန်မှာနိုင်ငံတော်အတိုင်ပင်ခံတဲ့တောင်ပြောကကွေဦးစီးချုပ်တို့ကဥဆောင်ပါကျွန်တော်တို့က Federal Democracy ပြည်တော်စုတည်ဆောက်ရေးမှာကျွန်တော်ကအပွားဝင်မယ်လို့ပြောတာဖြစ်ပါလေလို့ဒါပေမဲ့ဒီအယူအဆကိုလက်မခံဘူးဆိုရင်တော့2015ကျော်သွားလို့ရှိရင်ဒီအယူအဆအရပြောင်းသွားမယ်အဲ့တော့တတ်မကျော်ဟာ Federal Democracy တိဆောက်ရေးမှာပါမလားဆိုတဲ့နေကုန်ဖြစ်လာမယ်ဒီလို concept တွေပြောင်းသွားမယ်လို့ကျွန်တော်တို့2018အကုန်ပိုင်းကနေစပြီးကျွန်တော်တို့ဘုကြောင့်မင်း online ကိုကျွန်တော်တို့ဟိုပုံမင်းတင်ကျွန်တော်က message ပို့ထားပြီးသားဖြစ်ပါလေဒါကျွန်တော်ရဲ့သဘောထားဖြစ်ပါလေဒီ2021ရောက်လာတဲ့အချိန်မှာပဲဒီစကားကိုပြောတာမဟုတ်ဘူး2018ကတည်းကအစ်ခွေးတို့ပြောတာဖြစ်တယ်ကျွန်တော်ငိမ့်ချရေးယူခဲ့တာက 94ကနေမှ2017 2017နောက်ပိုင်းမှာကျတော့ကစစ်ခွေးတွေနဲ့နေ့တိုင်းနေ့တိုင်းနေ့တိုင်းတိုက်ပွဲဖြစ်နေတဲ့အချိန်ဖြစ်တယ်2018ဆိုတာဟာ NCA လည်းဖွဲ့စည်းသွားပြီးဖြစ်တယ် NCA ကို2013မှာဖွဲ့တယ်2015မှာကျတော့ကဆိုင်ထိုးဖို့လှုပ်လာခဲ့တယ်အဲ့အချိန်မှာကျတော့ဆိုင်မထိုးဘူး2018ကနေမှ KIAD စစ်ခွေးတွေကိုပြောတာက နင်တို့မြန်မာနိုင်ငံကိုအရာအုပ်ချုပ်ခြင်းတပဆိုလို့ရှိရင်အုပ်ချုပ်ပါငါတို့ကတော့ Federal Democracy ကိုတည်ဆောက်ပါမယ်လို့ပြောတဲ့အခါမှာသူတို့တဘောမတူဘူးတော်လန်ရဲတွေကိုဘယ်မှမမပါခိုင်းဘူးလူပမာတိုင်းရင်သားတွေမဟုတ်ပဲနဲ့တခြားသောတိုင်းရင်သားတွေကိုဘာကြောင့်မို့ဒီလိုမျိုးနေရာမှာမပါခိုင်းတယ်လဲဆိုတာကိုမနှက်ဖြန်ကျွန်မပြန်ပြောပြမယ် ကျတော့တော်လိုင်းရဲတွေကတော့ Federal Democracy ကိုတီထောင်မယ်။နင့်တို့ကတော့အစိုးရအဖွဲ့ဖြစ်တဲ့အတွက်ကြောင့်အစိုးရအဖွဲ့ကိုလုတ်ပါလို့ပြောတဲ့ဥစ္စာကိုစစ်ခွေးတွေကသဘောမတူဘူး။ဒီဥစ္စာကိုစစ်ခွေးတွေဘက်ကနေမှ2025ဆိုတဲ့ဒီနှစ်ကုန်အထိစစ်ခွေးတွေဘက်ကနေမှ ပြောင်းလဲမှုလုံးဝမရှိဘူး။ဒီတိုင်းပဲဆက်သွားမယ်ဟိတ်ဆိုလို့ရှင်တော့တခြားသောတိုင်းရင်းသားတွေကိုတော့ကျတော့ KIA တွေကမပိုင်ဘူး။ ကျွဲ့ရုတ်ကမဟာမိတ်ဖြစ်တယ်ကျွဲ့ရုတ်ကနေမှစစ်တင်တန်းပေးတာကစစ်တင်တန်းပေးတာဒကနာကုညီတာကကုညီတာဒကနာဒါပေမဲ့ကိုယ့်ရဲ့အရေးကိုကိုသိရမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုကျွဲ့ရုတ်မဆိုးလို့ချင်းဘူးကျွဲ့ရုတ် KIA တွေကတော့တကယ်လို့စစ်ခွေးတွေဘက်ကနေမှ Federal Democracy ကိုတီထောင်ပမယ်လို့ကျွဲ့ရုတ် KIA တွေလောက်တောင်းဆိုတာကို သူတို့ဘက်ကနေမှပြောင်းလဲမှုမရှိဘူးဆိုလို့ရှင်တော့ကျတို့ KIA တွေဟာကိုယ့်ရဲ့လူမျိုးရဲ့ကံကြမ္မာကိုကိုတီထောင်ရမယ်ဆိုတာအစကတည်းကကျမတို့ KIA တွေကတော့ဒီမူးကိုကင်ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့် KIA တွေရဲ့ရည်ရွယ်ချက်တွေရင်မှန်းချက်တွေကတော့ပြောင်းလဲသွားလာနိုင်တယ်ဆိုတဲ့အဥ္စာကို ပြောပြတာဖြစ်တယ်ဒါကြောင့် KAAD ကဘယ်အချိန်မှစစ်ခွေးတွေကိုငရုက Federal Democracy လိုချင်ပါတယ် Federal Democracy မိုးကိုပြောင်းရအောင်လို့ပြောတဲ့ topic ကဘယ်အချိန်မှပြောင်းလဲသွားမလဲဆိုတာတော့ကျမတို့လည်းမသိဘူးကျတို့ရဲ့ခေါင်းဆောင်တွေသိလိမ့်မယ်ဒီ27မှာမှမဟုတ်ဘူးနော်2018ကတည်းကပြောပြီးတာ2025အထိဆိုလို့ရှိရင်တော့ Federal Democracy အတွက်တိုက်တဲ့အဥ္စာကိုအဆုံးသတ်တင်ပြီး အဆုံးမတက်ဘူးဆိုလို့ရှိရင်2026ဆိုတမျိုးတဖုံဖြစ်သွားလာနိုင်တယ်ဒါအူတွေကိုလည်းကျတော့ KIAD ကတော့ခွေးကြဖို့ကို ကျတော့ကအတိပေးပြီးသားဖြစ်တယ်ဒါကြောင့်ကျတော့ရဲ့ဒီ21ဒေါ်လာရဲဟာဒီလိုပဲသွားမယ်ဆိုလို့ရှိရင်တော့ဒီနေ့ကျမတို့ KIAD ဘက်ကတော့တမျိုးတဖုံအနေနဲ့ဖော်ဆောင်လာဖို့ရတဲ့အကြောင်းရှိတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေကိုအသိပေးချင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီဥစ္စာကြီးက နော်အရန်ခြေသွားပြီဂျာကာလာအစိုးရဆိုတာကျတော့ဖွဲ့စည်းထားတာကလည်းတော်လန်ရဲဆလာတဲ့နေ့ကနေမှ ကျတော့ဒီအစိုးရတခုဖော်ဆောင်နိုင်တဲ့အချိန်အထိနော်ငါးနှစ်မဟုတ်ဘူးနော် အစိုးရတခုဖော်ဆောင်လာနိုင်တဲ့အထိဂျာကာလာအစိုးရလို့လည်းသတ်မှတ်ထားတာဖြစ်တယ်အစိုးရတခုပေါ်ပေါက်လာတဲ့အချိန်အထိလို့ပြောပေမဲ့တသက်လုံးမဟုတ်ဘူး၁၀နှစ်လည်းမဟုတ်ဘူး ကျတော့ KIAD က limit ချတယ်ဘယ်နှစ်နှစ်အထိဒီစစ်ခွေးကိုဒီ topic နဲ့တိုက်သွားမယ်ဆိုတော့ကိုကျတော့ KIAD ဘက်ကနေမှာတော့အတိအလင်းလုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်2025အစွန်ဆုံး2026ဆိုလို့ရှိရင်တော့မူတစ်ခုနဲ့ဒီစစ်ခွေးတွေကိုတော်လာမှာဖြစ်တယ်ဒီစစ်ခွေးတွေကိုဒီလမ်းနဲ့မရရင်ဟိုလမ်းနဲ့ချမယ်ဟိုလမ်းနဲ့မချမရရင်နောက်တလမ်းနဲ့ချမယ်ချတာကတော့ passive set အမြင့်ပြတ်တဲ့အထိ ကျွန်တော် KIA တွေကတိုက်သွားမှာဖြစ်တယ် style တော့ပြောင်းသွားမယ်ကျွန်တော်ရဲ့ခံယူချက်တွေလည်းပြောင်းသွားမယ်ဘေးတော့အခါမှာမှစစ်ခွေးနဲ့ KIA တွေညှိနှိုင်းပြီးတော့ဘယ်တော့မှစကားပြောမှာမဟုတ်ဘူး KIAD ဟာတခြားသောတိုင်းရင်းသားလက်နက်ကိုင်အားလုံးထက်စစ်ခွေးတွေနဲ့ပိုးပြီးမှခဏခဏတွိဆုံစကားပြောတဲ့တပ်ဖွဲ့တွေဖြစ်တယ်။ဒါပေမဲ့ KIAD ဟာဘေတော့အခါမှကချင်လိုမျိုးနဲ့ကချင်ပြည်နယ်တစ်ခုအတွက်ပဲတိုက်ပွဲဝင်သွားတာမဟုတ်ပါဘူး။မြန်မာတနိုင်ငံလုံးရဲ့လွတ်လပ်မှုအတွက်ကျွန်တော်ကတောင်းဆိုနေတာဖြစ်တယ်။ကချင်လိုမျိုးနဲ့ကချင်ပြည်နယ်အတွက်ပဲကျွန်တော်တောင်းရင်စစ်ခွေးတွေပေးတာကြားလာပြီ။ 只亏 <Ich. S 1> 的呢，叫作盖 a 的年轻也有多了，加啦？比大伯们盖艾的哈，别多少卡嘛，都高高么三步。个金边的都酷多白，爷爷比如的带别个破伤多了了，好不？大家，叫作盖艾的，大家别多北买，到了别个别多好跑吧不？但你的碰碰呢，第四亏点个，俺们别啊，叫作全某呢，别来说的叫表表亲呢，喏，别多的阿龙怎么表示加把子？